ခြေခံခဲပကြီးကနေလူပုံတူဆွဲနီးထိပညာဒါနသင်တန်းသင်ခန်းစာနှစ်စပါပြီ။တကယ်တက်ရှင်နဲ့ဆိုရင်တော့ရှေးကသင်ကန်းစာမှာပြောထားတဲ့အတိုင်းပဲမြင်းတွေကိုစနစ်တကျဆွဲပြီးတော့လေ့ကျင့်ပေးပါနော်။အခုသင်ကန်းစာမှာပြောမှာကတော့အခြေခံဖြစ်တဲ့မြင်းတွေကိုလက်အဖိဖို့သုံးပြီးတော့ဆွဲတာကိုပြောပါမယ်။အရင်ဆုံးမြင်းလဲကိုလေ့ကျင့်ကြမယ်။အရင်ဆုံး point လေးနှစ်ခုကိုရေးကြည့်ပါ။ point တစ်ခုနဲ့တစ်ခုကိုမြင်းလေးတွေလိုက်ဆက်ပြီးတော့ဆွဲကြည့်ပါနော်ပွင့်လေးကိုဆက်ရင်လိုင်းလေးရတဲ့သဘောတရားပါတက်တက်ရက်ရက်လေးဖြစ်သွားအောင်၄000ကွက်လေးဆွဲပြီးတော့လေ့ကျင့်ကြရအောင်နော် တလမတို့မဟုတ်တလမကွယ်ပက်လက်လာကို၄လောင်းကွက်လေးချလိုက်ပါနော်။မြင်းလေးကိုလေ့ကျင့်တာဖြစ်တဲ့အတွက်ကြောင့်ရိုရိုးပြောင်းစာရွက်တို့မဟုတ် A4 စာရွက်ကိုသုံးလို့ရပါတယ်။စာအုပ်အကောင်စာကြီးတွေစာရွက်အကောင်စာတွေသုံးစီရမလို့သေးပါဘူးနော်။ခဲတံကလည်းကြိုက်တဲ့ခဲတံသုံးပြီးတော့ဆွဲလို့ရပါတယ်။အခုကတော့ထင်းထင်းလေးမြင်အောင်လို့ 9B ခဲတံကိုသုံးပြီးတော့ဆွဲထားတာပါ။ခက်ကြီးကြီးလေးမြင်အောင်နှလမပက်လက်အကွက်ကိုဆွဲထားပါတယ်။ဒီလိုအကွက်လေးတွေချပြီးတော့မြင်းလေးတွေကိုလိုက်ပြီးတော့လေ့ကျင့်ပေးပါလိုက်ဆွဲပေးပါနော်။ ။ညင်းတစ်ချောင်းနဲ့တစ်ချောင်းကြားကိုအကွာအဝေးညီအောင်လေ့ကျင့်ပါ။အခုဆွဲနေတာက လက်ကိုဖိပြီးတော့ဆွဲနေတဲ့ပုံစံဖြစ်ပါတယ်။ဖိပြီးတော့ဆွဲတဲ့ဆိုပေမဲ့ဆာရွက်ပေါက်လောက်အောင်အထိအရန်ဖိပြီးတော့ဆွဲစရာမလိုပါဘူးနော်။လက်မတုံစေပဲလက်ကိုညင်ငိမ်ထားပြီးတစ်ချောင်းနဲ့တစ်ချောင်းနဲ့ကြားအကွာအဝေးညီအောင်မြင်းဖြောင်းဖြောင်းလေးတွေရအောင်လေ့ကျင့်ပါနော်။အဲ့ဒီရအောင်လေ့ကျင့်ပါ။ညံစရာမလိုပါဘူးမှန်မှန်နဲ့စိတ်ရှိရှိလေးသာ လေ့ကျင့်ပေးပါနော်ဒီလိုလက်ကိုဖိပြီးတော့ဆွဲနိုင်မယ်ဆိုရင် မြင်းကိုပိုင်ပိုင်နိုင်နိုင်ဆွဲနိုင်မှာပုံသူပကြီးသားမကတခြားဘလို့ပုံမဲဆွဆွဲအဆင်ပြေပြေဆွဲနိုင်မှာဖြစ်ပါတယ်။လေ့ကျင့်တဲ့အခါမှာစိတ်ကိုပော့ပော့ပါပါပဲထားပေးပါ။စလေ့ကျင့်ကစားကတော့မြင်းနေရလဲညီကျင်မှညီမယ်ဖြောင်းကျင်မှဖြောင်းမယ်။လေ့ကျင့်ပါများလာရင်အဆင်ပြေသွားပါလိမ့်မယ်နော်။မြင်းနေဆွဲရတာကအထစ်အထစ်တွေဖြစ်နေမှဆိုရင်လက်ကောက်ဝက်ကိုထိန်းထားလို့လည်းဖြစ်နိုင်ပါတယ်။လက်ကိုဖိပြီးတော့ဆွဲတာရသွားပြီဆိုရင်လက်ကိုဖော့ပြီးတော့ဆွဲကြည့်ပါ။ ။စာရွက်ပေါ်မှာခဲလန်ရဲ့ဖိအားကိုမထားဘဲနဲ့ဆွဲပါ။လက်အဖိဖို့ပိုင်နိုင်ဖို့အရေးကြီးပါတယ်။လက်ရဲ့အဖိဖို့လက်အနေထားပိုင်နိုင်ကျွမ်းကျင်သွားမယ်ဆိုရင်ပုံတူပကြီးဆွဲတာမှလည်းအဆင်ပြေသွားမှာပါ။မောင်တုံးတွေကိုချဲတဲ့အခါမှာလက်ကိုဖိဆွဲတာကအဆင်ပြေတယ်။လက်ကိုဖော့ပြီးတော့ဆွဲတတ်မယ်ဆိုရင် အောက်လိုင်းကောက်တဲ့နေရာတွေအလင်းမှောင်ပြေလျော့တဲ့နေရာတွေမှာအသုံးဝင်ပါတယ်။ဟိုလက်ကိုဖိပြီးဆွဲတာရယ်ဖော့ပြီးဆွဲတာရယ်ကိုပိုင်နိုင်ကျွမ်းကျင်သွားတဲ့အထိလေ့ကျင့်ပါ နောက်ထပ်အဲ့လိုမျိုးပဲမြင်းမှတ်လေးကိုလေ့ကျင့်မယ်။ဒီရင်ဆုံး point လေးတစ်ခုနဲ့တစ်ခုဆက်ပြီးတော့ line ရအောင်လေ့ကျင့်ကြည့်ပါ။ပြီးရင်လေးတောင်းွက်လေးချပြီးတော့လေ့ကျင့်ကြည့်ပါ။မြင်းနဲ့ကင်ထားတဲ့ခဲနဲ့ကတီပုံစံဖြစ်နေရပါမယ်။ တခုအကြံပေးချင်တာကတော့လေ့လာမယ်ဆိုရင်သင်ခန်းစာတွေကိုအစဉ်လိုက်အတိုင်းကြည့်ပေးပါနော်။ లై မလေ့ကျင်ဘူးဆိုရင်တော့မှဂျားပေါက်ဖြတ်ပြီးတော့ကြည့်တာမျိုးကိုမလုပ်ပါနဲ့နော်။ခုမှစလေ့လာတဲ့သူတွေအတွက်ရောကလေးလေးတွေအတွက်ရောရည်ရွယ်တာမို့လို့တစင်ညင်ပြောထားတာတွေကလွတ်ကြံခဲ့မှာဆိုလို့ပါနော်။ညင်းဆွဲတာမှာတွန့်သွားတာတွေကောက်သွားတာတွေရှိသွားလဲပြန်ဖြက်ပြန်ဆွဲပြီးတော့အထက်ထက်ခါခါလေ့ကျင့်ပေးပါ ဒီမှာဆိုရင်တွန့်သွားလို့ပြန်ဖြတ်ပြီးတော့ပြန်ဆွဲထားရပါတယ်။ပြီးရင်မြင်းမက်ကိုလည်းလက်ကိုဖော့ပြီးတော့ဆွဲတာကိုလေ့ကျင့်ပေးပါ။ရှိမှပြောခဲ့သလိုပဲမြင်းလေးကျင်တာကဘယ်ခဲနဲ့မဆိုသုံးလို့ရပါတယ်စတက်ဒလာကိုသုံးမဲ့ဆိုရင်တော့ထူးဖီကိုသုံးလို့အဆင်ပြေပါတယ်အခုပုံထဲမှာတော့ခဲသားကြီးရဲ့နိုင်ဖီကို သုံးပြီးတော့ဆွဲထားတာပါမမြင်ရမှာဆိုလို့ပါ ဲတံကိုတုံးသွားပြီဆိုရင်လည်းပြန်ခြုံပေးပါနော်နောက်ထပ်မြင်းတစ်ခုဖြစ်တဲ့မြင်းဆောင်းကိုလည်းဒီနေ့တိုင်းပဲလေ့ကျင့်မှာ point တွေရေးပြီးတော့ point လေးတွေကိုအရင်ဆုံးစက်ကြည့်ပေးပါမြင်းဆောင်းတွေဆွဲတဲ့အခါမှာ direction နှစ်ခုနဲ့လေ့ကျင့်ပေးပါအပေါ်ကနေအောက်ကိုဆင်းသွားတဲ့ direction နဲ့အောက်ကနေအပေါ်ကိုပြန်ပြီးတော့တက်တဲ့ direction ဆိုပြီးတော့နှစ်မျိုးရှိတယ်နော် ကိုလက်အာတန်နာကဒရရှင်တမျိုးပဲဖြစ်ရင်လည်းဖြစ်နိုင်တယ်။ကိုအာမတန်နဲ့ဘက်ကိုပါလေ့ကျင့်စေချင်ပါတယ်နော်။ပုံနဲ့ရလိုမျိုးလက်ကိုဖိထားတဲ့အနေထားနဲ့အပေါ်ကနေအောက်ကိုဆင်းသွားတဲ့ဒရရှင်တိုင်းအရင်ဆုံးလေ့ကျင့်မယ်။ခဲနဲ့ကရင်လက်ကိုရှေ့ကိုအရန်တိုးပြီးတော့မကင်ပါနဲ့နော်။ ပေါ်ကနေအောက်ကိုဆင်းသွားတဲ့ direction တိုင်းပြီးသွားရင်အောက်ကနေအပေါ်ကိုပြန်လေ့ကျင့်ပါညံစရာမလိုပါဘူးနော်ဖြည်းဖြည်းမှန်မှန်နဲ့စိတ်ရှိရှိထားပြီးလေ့ကျင့်ဖို့လိုပါတယ်။ပြီးရင်လက်ကိုဖော့ပြီးတော့ direction နှမျိုးနဲ့လေ့ကျင့်ပေးပါ။အကွက်တစ်ကွက်ကို direction တစ်မျိုးစီပဲလေ့ကျင့်တာပိုကောင်းပါတယ်။ဒါကဗီဒီယိုရိုက်ပြနေတာမဟုတ်လို့ပါနော်။ မြင်းရှိဆွဲတဲ့နေရာရောက်ရင်လက်ကောက်ဝက်ဖီအားမရှိဘဲနဲ့ဒီလိုခဲတဲ့ပုံစံကင်ပြီးတော့လဲဆွဲလို့ရတယ်ကိုအားတန်တယ်လို့သာဆွဲပါနော် ပြီးရင်နောက်ထပ်မြင်းဆောင်လေးကိုလည်းခုနလိုမျိုးထပ်ဆွဲမယ် မြင်းနေလေးကျင်တာကျွမ်းကျင်သွားပြီဆိုရင်မြင်းခုံနဲ့မြင်းခွက်လေးတွေကိုလည်းလေးကျင်ပေးရပါမယ်နော်မြင်းကွေးတွေကိုလည်းရှေ့ရပုံစံအတိုင်းပဲဆက်လေ့ကျင့်သွားပါမြင်းကွေးလေ့ကျင့်တဲ့အခါမှာကိုယ်ကြိုက်နှစ်သက်ရပုံစံနဲ့လေ့ကျင့်ပါနော်လက်ကိုတော့အဖိဖို့နှမျိုးလုံးနဲ့လေ့ကျင့်ပါ ။မြင်းလေးကျင်းတာမှာအဓိကပြောချင်တာကတော့စိတ်ကိုရှည်ရှည်လေးထားပြီးလေ့ကျင့်ပေးပါနော်။အခြေခံပိုင်နိုင်မှုကအရန်အရေးကြီးလို့ထပ်ခါထပ်ခါပြောနေတာဖြစ်ပါရဲ့နော်။လေ့ကျင့်မှုကလည်းတကယ်လိုအပ်ပါတယ်။လက်ကိုဖော့တဲ့အနေထားနဲ့ထပ်ဆွဲပါမယ်။ဒါလေးကတော့ HP နံပါတ်လေးကို ပြောင်းဆွဲတာကိုပြထားတာပါ။လက်ကိုအဲ့လိုပုံစံကင်ပြီးတော့ဆွဲကြည့်တာအထစ်အထစ်တွေဖြစ်သွားတဲ့အဆင်မပြေဘူး။အဲဒါကြောင့် ကိုအားတန်တဲ့ပုံစံနဲ့ပဲလက်ကိုနဲ့နောက်ဆုပ်ပြီးတော့ဆွဲတယ်။ခဲတန်ကိုတစ်ချက်တည်းဆွဲလိုက်ဖို့လိုပါတယ်။ပုံကတွန့်ညင်လဲတွန့်သွားနိုင်တယ်။ကိစ္စမရှိဘူး။တစ်ချက်တည်းသာဆွဲပေးပါနော်။ငင်းကွေးတွေလေ့ကျင့်တဲ့အခါမှာဒီလိုပုံစံရမမဟုတ်ဘူးကိုစိတ်ကြိုက်ကိုအာတန်တယ်လို့ကိုကြိုက်တယ်လို့မျိုးပုံစံနဲ့လေ့ကျင့်ပေးပါအဓိကကလက်ဖိတာရယ်လက်ဖော်တာရယ်နှမျိုးဆွဲနိုင်သွားရင်ရပါတယ်ညီညီလေးဖြစ်သွားဖို့လိုပါတယ် ရှေ့ကမြင်းဆောင်လေးကျင့်တယ်လို့ပဲ direction နှစ်မျိုးကနေလေးကျင့်တာကောင်းပါတယ်။ direction နဲ့မျိုးစုံကိုလေးကျင့်ခိုင်းတဲ့ရည်ရွယ်ချက်ကဘလို့ပုံမျိုးကိုပဲဆွဲဆွဲလက်ကိုပိုင်တိုင်းကြောညင်သွားဖို့ဖြစ်ပါတယ်။မြင်းခုံပြီးရင်မြင်းခွက်လေးတွေကိုလည်းအဲ့တိုင်းပဲဆွဲကြည့်ကြရအောင်နော်။ ပုံနေရလိုမျိုးခဲတံတုံးတုံးနဲ့မဆွဲပါနဲ့နော်ခဲတံကိုတုံးတာနဲ့ချုံပေးပါ ဒါကကိုကြိုက်သလိုပုံစံဆွဲနေတာပါဒီလိုပုံစံရင်မမဟုတ်ဘူးကိုနှစ်သိရအာဆွဲပါနော်ပြီးရင်ခယူပတ်မြင်းလေးတွေကိုလည်းလေ့ကျင့်ပေးပါ အခုလိုမျိုးစာရွက်ကြီးလိုက်တွန့်မသွားအောင်လက်တစ်ဖက်ကနေဖိထားပေးပါနော်စာရွက်ကိုလေပုံစံအကြီးအသေးတွေမျိုးစုံဆွဲကြည့်ပါနော်ခယူဘက်ရဲ့အထဲကအဆန်လေးကိုစဆွဲတဲ့အခါမှာသဝေထိုးပုံစံလေးကိုစပြီးဆွဲလို့ရတယ်လို့အင်္ဂလိပ်အခရာ E အသေးလေးပုံစံနဲ့လည်းဆွဲလို့ရပါတယ် အခုပြောသွားတာတွေအားလုံးကိုကျွမ်းကျင်တဲ့အထီးလေးကျင့်ပေးပါနော်။အင်စာတွေလာပြမယ်ဆိုရင်ဒီ Facebook Page Messenger ကနေလာပြီးတော့ပြပေးလို့ရပါတယ်။ YouTube ကနေနောက်ထပ်ဆွဲမဲ့ပုံတွေကိုရောအခုလိုမျှဝေပေးတာတွေကိုရောဗီဒီယိုတွေအများတန်းတင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Channel လေးကို Like and Subscribe လုပ်ပြီးတော့ Note Bell လေးကိုလည်း On ထားပေးဖို့တောင်းဆိုပါရစေနော်။စားလေ့ကျင့်တဲ့သူတွေ Like မိအောင်အဆင်ပြေအောင်သင်ခန်းစာအသစ်ကိုနောက်နှစ်ရက်လောက်နေမှာပဲထပ်တက်မယ်နော်။